မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ6ရက်မြေလက်အတန်ရဲ့တနေ့တာသတင်းစီစဉ်ဖြစ်ပါတယ်ပထမဆုံးတစ်ပုတ်အနေနဲ့ဝိုင်းတွင်းမှာရတခေါင်နေရင်နဲ့ဒီဘော်ဒါဆွဲဖန်းစီနေပြီးအမျိုးသား9ဦးဖမ်းခံထားရတဲ့သတင်းကိုတင်ဆက်ပါမယ်မန္တလေးတိုင်းမိတီလာခရိုင်ဝိုင်းတွင်းမြို့နယ်ရှိကျေးရွာ2ရွာကအမျိုးသား3ဦးကိုစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားခဲ့တယ်လို့ဒေသခံတွေကသိရပါတယ်ဖမ်းဆီးခံရသူ3ဦးမှာအသက်20ကျော်အရွယ် ကျောင်းဦးရွာသားတအူးနဲ့ရွာသစ်ကြီးရွာသားနှစ်ဦးတို့ဖြစ်ကြကနိုဝင်ဘာ6ရက်မနက်တနားကြီးကျော်ကဖမ်းဆီးခံရရတာလို့ဆိုပါတယ်။ရဲတွေကရွာသစ်ရွာရွာအလဲပိုင်းကအိမ်တွေကိုတိုင်တဆင်းစစ်ပြီးလူငယ်တွေ့တဲ့အိမ်ကိုတနက်ပြကစိုးတင်းဝင်ရောက်ပြီးဖမ်းတာလို့ဝန်ကြီးဒေသခံမျိုးသားတအူးကပြောပါတယ်။ပင်ဒလေးရဲစခန်းမှာရဲတွေဟာကျောင်းကုန်းနဲ့ရွာသစ်ရွာတို့ကိုလူဖမ်းဆီးဖို့ဝင်ရောက်လာချိန်ဆိုင်ငယ်လေးစီးနဲ့တပ်သားရှိဦးပါရှိပြီးတနက်ပြဖောက်ဝင်ရောက်လာခဲ့တာလို့အထက်ပါမျိုးသားကပြောပါတယ်။ အဆိုပါဖန်စည်းခံမြို့သားသုံးကိုသူတို့ကြီးရွာနယ်ခုနှစ်မိုင်ကျော်ကွာဝေးတဲ့ပေတလဲကြီးရွာရဲစခန်းမှာချုံနှောင်ထားတာကိုသိရှိရတာကြောင့်မိသားစုဝင်တွေကနိုဝင်ဘာ6ရက်ဒီမနေ့စနေနေ့ကျော်မှာရဲစခန်းကိုသွားရောက်ပြီးတွေ့ခွင့်တောင်းကြပေမဲ့တွေ့ခွင့်မပေးဘူးလို့လည်းသူကဆိုပါတယ်အလားတူနိုဝင်ဘာ9ရက်ညာ9ရက်ကျော်ကလည်းဝမ်လီမြို့နယ်တစ်ပလွေကန်ကြီးရွာကအသက်20နှစ်30ကျားရှိမြို့သားနှစ်ဦးကိုစစ်ကောင်ပြင်လာဟုတ်ခဲ့ရဲတပ်သားတွေကဝင်ရောက်ဖမ်းဆီးခဲ့ပြီးသူတို့ကိုလည်းပေတလဲရွာရဲစခန်းမှာပဲချုံနှောင်ထားတယ်လို့ဒေသခံတွေစီကသိရပါတယ် အခုလိုနေအိမ်တွေတည်းတည်ဝင်ရောက်ကမကြခဏဖန်ဆင်းနေတာကြောင့်ဒေသခံတွေအနေနဲ့နေဝင်ရင်အပြင်းမထွက်ရကြတော့ဘူးလို့ဆိုပါတယ်ဆက်လက်ပြီးတော့ထီးလင်းမှာရပ်ပြရာကဓာခုံမှုပြစ်လို့အမျိုးသားတအုပ်စီဆုံးပြီးတရခံကိုပလာဖဖန်ဆင်းထားတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်မကွေးတိုင်းကံကောခရိုင်ထီးလင်းမြို့နယ်မှာအမျိုးသားနှစ်ဦးစကားများရန်ပြရာကနေအချင်းချင်းဓာခုံမှုပြစ်ကတအုပ်စီဆုံးခဲ့ပြီးတရခံကိုမြို့နယ်ပလာဖကဖမ်းမိထားတယ်လို့ဒေသခံတွေစီကသိရပါတယ်ရင်ရောင်းကြီးရွာမှာအသက်၄၄နှစ်အရွယ် ိုရွေးချယ်စွာနဲ့30ချင်းနဲ့အရွယ်ကိုညီညီဆိုးတို့နှစ်ဦးဟာအော်တိုဘန်လေးရဲ့နေ့လယ်3နာရီမှာရန်ဖြစ်ပြီးကိုရွေးချယ်စွာနဲ့အတွင်ဓာတ်ခုံမှုဖြစ်ပြီးကိုညီညီဆိုးရဲ့ဘိုက်ကိုဓာတ်ထုတ်ခံရကနေရာတွေတည်ဆုံခဲ့တာလို့ဆိုပါတယ်။တည်ဆုံသူကိုညီညီဆိုးဟာကိုရွေးချယ်စွာရဲ့အိမ်ဝင်းထဲဝင်ပြီးဓာတ်နဲ့ခုရကနေကိုရွေးချယ်စွာကခုခံရင်လက်လုံပြီးတည်ဆုံသွားတာလို့မြေပြင်ချင်းတွေကိုသိရှိသူမျိုးသားတအူးကပြောပါတယ်။ဓာတ်ထုတ်မှုဖြစ်ပြီးနောက်မှာကိုရဲကျော်စွာဟာထွက်ပြေးသွားခဲ့ပေမဲ့သူ့ကိုအခင်းပြစ်တဲ့နေညာစင်နိုင်ကျော်မှာ ထီလင်းမြို့နယ်ဘာလာဖာနဲ့ကျေးရွာဘာလာဖာပူပေါင်းအဖွဲ့တို့ကဂျင်ယောင်ကျေးရွာရဲ့တော်ရင်ရှိတဲဆောင်တစ်ခုမှဖမ်းမိခဲ့တာလို့အထက်ပါအမျိုးသားကပြောပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့မြိုင်နယ်ထီလင်းမြို့နယ်တဲကိုစစ်တပ်ကဘုံကျဲခဲ့တဲ့တဲ့မှာမကွေးတိုင်းမြို့နယ်နဲ့ထီလင်းမြို့နယ်တဲကိုနိုဝင်ဘာ6ရက်ဒီမနက်ပိုင်းမှာစစ်ကောင်မရှင်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။မြိုင်မြို့နယ်နှမ်းစည်းကံရွာအနီးတစ်ဝိုက်ကိုဒီမနက်9နာရီဝန်းကျင်မှာကျပ်ပိုက်တာနဲ့ ပါရာမော်တာတွေဘောကနေစစ်စုပေါင်းဘုံကိုလုံးချဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်လေကြောင်းကစစ်ကြောင်းတွေအရွေးမှာသူတို့ရဲ့ထုံးစံအတိုင်းလေရင်တစ်ခုတွေပါတွဲပါလာပြီးတော့အရက်တာပြင်းမှတ်တွေကိုအဓိကထားပြီးချဲချနေတဲ့သဘောမျိုးဖြစ်ပြီးတော်ဘက်တွေမှာကြတာကြောင့်ထိခိုက်တာမရှိခဲ့ဘူးလို့ဒေသခံတို့ကပြောပါတယ်နှက်စီခံရွာထဲမှာတွဲမှတ်ရွာကနေလာတဲ့အင်းအားနေရညီပါမစစ်ကြောင်းကဝင်ရောက်တဆွဲနေတာကြောင့်အနီးတစ်ဝိုက်ကိုပြစ်ကူပေးနေတဲ့သဘောဖြစ်နိုင်တယ်လို့အထက်ပါဒေသခံကခံမှန်းပါတယ်အဆိုပါစစ်ကြောင်းဟာနိုဝင်ဘာ9ရက်မှာလဲ နန်းစည်းကံရွာတွေကနေအိမ်တွေကိုအမီးရှို့ပျက်စီးခဲ့ပြီးစစ်ကြောင်းရှိနေသေးတာကြောင့်ပျက်စီးမှုအခြေအနေကိုမသိရသေးဘူးလို့ဆိုပါတယ်။အင်ဂျင်280ခန်းရှိတဲ့နန်းစည်းကံရွာဟာယူဇော်ဒီအကောင်နဲ့တရက်ကံရွာနဲ့တွင်းမရွာကြားမှာရှိပြီးဒေသခံတွေကတော့2023ခုနှစ်နှစ်ကုန်မိုက်ကလေးကစစ်ရှောင်နေကြရပြီးလက်ရှိထပ်ဝင်နေတဲ့စစ်ကြောင်းကြောင့်လည်းနန်းစည်းကံမြေရင်တာစီစူကံစတဲ့ဂျီရွာကရေရှည်စစ်ရှောင်လာရဝင်ကျင်လေနေရာထပ်မံရွှေ့ပြောင်းနေရတယ်လို့ဆိုပါတယ်။ဒါပြင် ဒေတာခံကာကွယ်ရေးတပ်တွေနဲ့လည်းတိုက်ပွဲဖြစ်နေပြီးအသေးစိတ်ချင်းတွေကိုတော့မသိရဘူးလို့အထက်ပါဒေတာခံကပြောပါတယ်အလားတူလုံမန်9ရဲ့ည7နာရီကျော်မှာလဲထီလီမြို့နယ်မြောက်ပိုင်းရှိ ပုံညာတောင်တန်းကိုစစ်ကောင်မရှင်တပ်ကတိုက်ခိုက်ရေးလေရင်တစည်းနဲ့ဘုံးဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ကတိုက်ခိုက်မှုတွေတော့မရှိခဲ့ဘူးလို့ဒေတာခံမျိုးသားတအုပ်ကပြောပါတယ်နောက်ဆုံးတဲ့ဘုံးအနေနဲ့တင်ဆက်ပြီးမှာကတော့တောင်သားကစစ်ကောင်မရှင်ဂိတ်တုံးကိုတပြိုင်တည်းဝင်တိုက်ပြီးဘန်ဂါ7လုံးကိုမိရှုခဲ့တဲ့တဲ့မှာမန္တလေးတိုင်းတောင်သားမြို့နယ်က စစ်ကောင်စီတပ်တွေရဲ့ဂိတ်စကန်သုံးခုကိုဝင်ရောက်တိုက်ခတ်ရာထိခိုက်ဒေဆုံးသူတွေရှိပြီးဗန်ဂါရီကိုလည်းမိရှုဖြစ်စီနိုင်ခဲ့တယ်လို့မြင်းညက်ခရိုင်အမှတ်သုံးတရင်စီကတီးရပါတယ်မိတ္တိလာခြေဆိုင်တပ်မကူကူကစစ်ကောင်စီတပ်တွေရှိနေတဲ့မကြီးယိုဂိတ်ဗေဒလုံးတောင်ပေါ်နဲ့စကြန်းတန်လန်ဂိတ်တွေကိုနိုဝင်ဘာ9ရက်မနက်6နာရီမှာကာကွယ်တပ်တွေကတိုက်ခတ်ပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးဒေဆုံးနာဖို့ညနေတွေ့ခဲ့ရပြီးဗန်ဂါ၁၁လုံးကိုမိရှုဖြစ်စီနိုင်ခဲ့တယ်လို့မြင်းညက်ခရိုင်အမှတ်သုံးတရင်တရင်နဲ့ပြင်ကြားရေးတာဝန်ခံလာပြောပါတယ် အဆိုပါဘေးစကန်၃ခုကိုတိုက်ခိုက်မှုအတွင်းမဂျီယိုဘေးကိုသိမ်းပိုက်နိုင်ခဲ့ကဘေးစနိုးတောင်ပေါ်ကဘန်ဂါ၁၂လုံးအနက်၁၁လုံးကိုမိရှို့ဖျက်ဆီးနိုင်ခဲ့ပြီးစကြန်းတန်လိုက်ကိတ်ကိုတော့သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်တိုက်ခိုက်ပြီးနောက်စစ်ကောင်မရှင်တပ်ဘက်ကနိုဝင်ဘာ၅ရက်ညမှာဂျက်ဖိုက်တာနဲ့ပုံချဲခဲ့တဲ့အတွက်တံမူရွာကပြည်သူတို့ဦးတည်ဆုံးပြီးတဦးတန်ရရရှိခဲ့တယ်လို့ဆိုပါတယ်တောင်သာမြို့နယ်ကမဂျီယိုဘေးမှာစစ်ကောင်မရှင်တပ်သား20ဦးဘေးစနိုးတောင်ပေါ်မှာ26ဦးစကြမ်းတန်လန်းဒိမ်းမှာ20ဦးဝင်းကျင်တဆွဲထားတာလို့ဆိုပါတယ် အဆိုပါတိုက်ခိုက်မှုတွေအတွင်းမှာဂျမတလုံး၊ဗီဇက်တလုံးနဲ့စစ်တုံးပစ္စည်းတွေကိုသိမ်းဆီးရရှိခဲ့ပြီးတနက်တွေကိုတော့ဖက်ပြေးသွားတဲ့စစ်ကောင်ပြင်တပ်ဖွဲ့ဝင်တွေကယူဆောင်သွားတာကြောင့်မရခဲ့ဘူးလို့ဆိုပါတယ်။ပြီးခဲ့တဲ့အော်တိုဘာ7ရက်ကလည်းတောင်တာမြို့နယ်ရုံးစီကြီးကြီးပါရှိပြည်သူနေအိမ်တွေမှာတက်ဆွဲထားတဲ့စစ်ကောင်ပြင်တပ်ဖွဲ့ဝင်တွေကိုမြင်းညက်ခရံအမှတ်သုံးတရင်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ6ဦးသေဆုံးခဲ့ပါသေးတယ်။မီလက်ဒေတာကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မီလက်အတန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကို နေ့စဉ် မြန်မာစံနှုန်းချင်းည၈နာရီခွဲမှတင်ဆက်ပေးနေတာဖြစ်ပြီးမီလက်တန်ရဲ့ website YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ